။နောင်ချိုကြောင်မဲတီဘောကိုရရှိတဲ့အချိန်မှာတော့တသက်လုံးသူတို့ပဲထိန်းချုပ်ခွင့်ရတော့မလို့အောက်ခြေလွတ်ပြီးတော့စစ်ကူးရင်ရှင်နေခဲ့ကြပါမယ်။တမ်းတော်ရဲ့တမ်းမြန်ထိုးစစ်အောက်မှာတော့အလဲလဲအပွဲပွဲနဲ့ဆစ်ရှုံပြီးဆုတ်ခွာထွက်ပြေးနေရဆဲဖြစ်ပါတယ်။နောင်ချိုမြို့ကိုလည်းပြီးခဲ့တဲ့ဇူလိုင်လတည်းကထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့အခုကြောင်မဲမြို့ကိုတော့အောက်တိုဘာ၁ရက်နေ့မှာပဲရှမ်းလူမျိုးတွေရဲ့လက်ထဲကိုတမတော်ကပြန်လည်ပြီးတော့ထိန်းချုပ်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အလောင်းလက်နက်ကင်တပုံ DNL လက်နက်အားကိုအနိုင်ကျင့်ပြီးတော့ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကို တမ်းမတော်ကပြန်လဲလွှဲပြောင်းပြီးတဲ့နောက်မှာတော့ဆက်လက်ပြီးဒီဘောမျိုးကိုထိုးစစ်ဆင်မယ်လို့ခန့်မှန်းရပါတယ်။မနေ့ကအောက်တိုဘာ၁ရက်နေ့မှာပဲကြောင်မဲမျိုးကိုတမ်းမတော်ကအပြည့်အဝပြန်လဲထိန်းချုပ်ပြီးတဲ့နောက်လမ်းမကြီးပေါ်မှာကြန့်ရှိနေတဲ့ဒီဘောမျိုးကိုတမ်းမတော်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်ဆိုတာကတော့သိကြတဲ့လောက်ရှိနေပါတယ်။ဒီကရဲကူမင်းဆွေနေဘွယ်အတွင်းမှာလည်းပလောင်လက်နက်ကိုင်းတဲ့ဘော DNA လေးကကြောင်မဲနဲ့ဒီဘောကိုပြန်ပေးမယ်။သူတို့အနေနဲ့မိုးကုတ်မိုးမိတ်နမ်ဆန်မန်တုံနမ်တုစတဲ့နေရာတွေကနေလွှဲပြောင်းမပေးနိုင်ဘူးဆိုပြီးတော့မိုက်ကြီးခွဲတာလို့လို့နှရွက်သတိစွတ်တာလို့လို့ပြုလုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ဒီတွေးဆွန်ဆွေးနွေးပွဲမှာတက်မရော့ဘက်ကကိုစလေရီရဲ့ဖြေကြားချက်ကရှင်းပါတယ်တိုက်ယူမယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တွင်ပလောင်လက်နက်ကင်တဲ့ပုံ DNA တွေအတွက်ကြောက်ပြားဖြားစရာဖြစ်လာခဲ့ရပါတယ်အခုတော့ပြည်တော်စုလမ်းမကြီးဘုံမှာရှိနေတဲ့မြို့၃မြို့အနက်၂မြို့ကိုထိန်းချုပ်ခဲ့ပြီးတဲ့နောက်ဒီဘောမြို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မလားဆိုတာကိုကျွန်တော်တို့သတင်းတွေနားဆွင့်ရအောင်မှာပဲဖြစ်ပါတယ်ဒီနေရာမှာတက်မရော့ရဲ့ဒီဘောထိုးစစ်စတင်ပြီလားဆိုတဲ့အကြောင်းမတင်ဆက်ခင်ဒီနေ့အောက်တိုဘာ၂ရက်နေ့မနက်ပိုင်းမှာပဲပလောင်လက်နက်ကင်တဲ့ပုံ DNA ထိန်းချုပ်ထားတဲ့ NAM2 နဲ့ MAN2 ကိုတက်မရော့ကဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် မနက်စောစောဆွေးစည်း9:00နာရီနဲ့9:00နာရီခွဲဝင်းကျင်မှာတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နမ်တူမြို့မှာရှိနေတဲ့ပါဟတ်ရက်ွက်ရှစ်ကပုံပါရုံဘုံကြီးချောင်းအနီးကနေအိမ်တစ်ခုကိုပုံရိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မန်ဒုံမှာဆိုလို့ရှိရင်လေကုန်း130လို့ခေါ်တဲ့တမတော်ရဲ့အရင်စခန်းဟောင်းတစ်ခုရှိခဲ့တဲ့ခလာရ130နေရာအနီးကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာတမတော်ကဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့မန်ဒုံကိုပဲကြည့်ကြည့်ကိုပဲကြည့်ကြည့်တကယ်ကိုအရေးပါတဲ့နေရာဖြစ်ပါတယ်။ပြီးခဲ့တဲ့တပတ်ကျော်လောက်ကလေးကလည်းကျွန်တော်တို့ရဲ့ဒေသခံအရင်မြစ်တွေစီကနေတဲ့သတင်းတွေရရှိခဲ့တာရှိပါတယ်။ ဒါကတော့ပလောင်လက်နက်ကင်သဘောတရားနဲ့အလေကကြောင်မဲမျိုးကိုလက်လွတ်ရတော့မယ်ဆစ်ရှောင်းရတော့မယ်ဆိုတဲ့အချက်တီဘောမျိုးကိုစုတ်ခွာသွားတဲ့အဖွဲတွေလည်းရှိတယ်လို့တီဘောမျိုးကိုဆက်လက်လက်မလွတ်ရေးအတွက်ခန်းစစ်ပြင်မှုနမ်ဆန်နဲ့နမ်တူမန်တုံဘက်မှာရှိနေတဲ့ပလောင်လက်နက်ကင်သဘောအကြမ်းဖက်တွေနဲ့အသုံးချကန် DPLA အဖွဲတွေကဒီလမ်းတွေမှာစစ်ရေးလှုပ်ရှားမှုပြုလုပ်နေတယ်ဆိုတဲ့သတင်းတချို့ကိုကျွန်တော်ကြားသိခဲ့ရပါတယ်ဒါကတော့တီဘောကနေဆက်သွားမယ်ဆိုလို့ရှိရင်ပလောင်လက်နက်ကင်သဘော DNLA တွေရဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့နမ်ဆန်မြို့နယ်ကိုလည်းရောက်ရှိမှာဖြစ်တယ်လို့ တီဘောကနေပဲနမ်တူကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီနေရာမှာတက်မတော်ကဒီနေ့လေကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့နမ်တူဆိုတာကတကယ်ကိုအရေးပါအရာရောက်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။နမ်တူဆိုတာကဒီမြောက်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်းနမ်ခမ်းမြို့အထိရောက်ရှိမှာဖြစ်ပြီးတော့ဇက်ကုံတွေရင်းနဲ့လည်းတားလိုက်ဆောင်ရွက်နိုင်မှာဖြစ်တယ်။အနောက်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်းမန်တုံမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒါအပြင်နမ်တူမြို့ကလည်းအရှေ့ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တီဘောကိုလည်းရောက်ရှိနိုင်တယ်လို့လာရှုကိုလည်းရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။အဲ့လိုမယ်ဆိုလို့ရှိရင်တော့နမ်တူမန်ဆန်မှန်လုံနဲ့တီဘောလမ်းကြောင်းပဲဖြစ်ပါတယ်။ ဆိုတော့တီဘောနဲ့နမ်တူဆိုတာကမိုင်40ကျော်အကွာဝေးရှိပါတယ်။ဒီမိုင်40ကျော်တဲကမှာပန်လုံဆိုတာကတော့နမ်ဆန်ကိုရောနမ်တူကိုရောက်နိုင်တဲ့အဓိကလမ်းဆောင်တစ်ခုဖြစ်ပါတယ်။ဒီလမ်းဆောင်ကိုအသုံးပြုပြီးတော့ပဲပလောင်လက်နက်ကန်တဲ့ပုံ DNA လေးကတီဘောမြို့ထဲမှာစစ်ရေးလှုပ်ရှားမှုပြုလုပ်ဖို့တဲ့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။တကယ်တော့တီဘောမြို့ရောကြောင်မဲမြို့ရောတက်တုံရနှစ်ခုဆစ်စင်ကြီးအတွင်လက်လွတ်ခဲ့ရတာဖြစ်ပြီးတော့တကယ်တော့တီဘောနဲ့ကြောင်မဲမြို့ဆိုတာက တကယ်တော့တီဘောနဲ့ကြောင်မဲမျိုးဆိုတာကတစ်တုံညာနှစ်ခုစစ်စင်ဒုတိယပိုင်းအတွင်းမှာလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ဒီနေ့တမရုံကလေကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နမ်တူမမ်တုံဆိုတာကတစ်တုံညာနှစ်ခုစစ်စင်ပထမပိုင်း2023ခုနှစ်ဒီဇင်ဘာထဲမှာ80နောက်ဆက်နဲ့လက်လွတ်ခဲ့ရတဲ့မျိုးတွေပဲဖြစ်ပါတယ်။နမ်တူမှာဆိုလို့ရှိရင်လည်းခလာရ324ရှိပြီးတော့မမ်တုံမှာဆိုလို့ရှိရင်လည်းခလာရ130ရှိပါတယ်။နမ်တူမှာပြူဟာမှုအဆင့်ထိုင်ခဲ့တာဖြစ်ပြီးတော့ပလောင်လက်နက်ကင်တဘုံ DNA က2023ခုနှစ်ဒီဇင်ဘာနှစ်ကုန်ပိုင်းလောက်မှာတိုက်ခိုက်ပြီးတော့သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ နမ်တူကိုရရှိသွားတဲ့ပလောင်လက်နက်ကိုင်တပုံ DNLA ကနမ်တူရဲ့အနောက်ဘက်16မိုင်နီးပါးအကွာအဝေးမှာရှိနေတဲ့ပေါ်တွင်းကိုပါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။2023ခုနှစ်ဒီဇင်ဘာမှာနမ်တူမြို့ကိုထိန်းချုပ်ပြီးတဲ့နောက်နမ်တူမြို့မှာရှိနေတဲ့အဓိကရောင်းဝယ်ငွေအများကြီးရှိတဲ့တပ်ထုတွင်းနေရှိတဲ့ပေါ်တွင်းကိုဆက်လက်ပြီးတော့ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ပေါ်တွင်းကိုထိန်းချုပ်ပြီးတဲ့နောက်20ထိန်းချုပ်ပြီးတဲ့နောက်ပေါ်တွင်းကိုထိန်းချုပ်ပြီးတဲ့နောက်2025ခုနှစ်မေလလောက်မှာပဲဒီပေါ်တွင်းကြီးကိုပြန်လည်လေပတ်ဖို့တဲ့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဆိုတော့ဘလောင်လက်နက်ကင်တပုံ TNL ကနမ်တူမျိုးကိုထိန်းချုပ်ခဲ့တယ်ဆိုတာကနောက်ဆက်တွဲစစ်ပွဲကြီးအရာမြန်မာနိုင်ငံမှာရှိနေတဲ့ရှမ်းပြည်နယ်မှာရှိနေတဲ့တွင်းထွက်တင်ရန်ဇာတာတွေကိုတရားမဝင်တူးဖော်ပြီးတော့စက်ကြီးတွေကောက်ဖို့ဖြစ်ပါတယ်။ဒီနေရာမှာနမ်တူမျိုးဆိုတာတက်နမ်တူရဲ့အနောက်မှာရှိနေတဲ့ဘော်ကျွင်းကတကယ်ကိုအပိုးတန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ကျွန်းနိုင်ငံရဲ့မြင်းမင်းဆက်ကာလာတွေကစတင်တူးဖော်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပေါင်း600ကျော်တက်တန်းရှိခဲ့တဲ့ဘော်တွင်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဆက်ရှိရာစုဝင်းကျင်ကနေစပြီးတော့တောက်လျှောက်ဆိုလိုခေတ်စနစ်တွေပြောင်းလဲလာတဲ့အချိန် တရုတ်နိုင်ငံသားတွေပြန်လည်ဝင်ရောက်လာတယ်မြန်မာနိုင်ငံသားတွေပြန်လည်ဝင်ရောက်လာတယ်ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ် ကာလတွေမှာလည်းဥရောပနိုင်ငံဘက်ကနေပြီးတော့မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံတာတွေလည်းရှိခဲ့ပါတယ်ဆိုတော့ဒီနေရာမှာပလောင်လက်နက်ကိုင်သဘုံ DNL တွေရဲ့ငွေရပေါက်ရာလန်းတွေကတခုဖြစ်တဲ့နမ်တူမြို့မှာရှိနေတဲ့ပေါ်တွင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်ဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးသွားကြပါမယ်ကြေရောနမ်တူမှာရှိနေတဲ့ပေါ်တွင်းကို1412ခုနှစ်ဝင်းကျင် တရုတ်နိုင်ငံကမြင့်မင်းဆက်ကာလတွေကလာရောက်ပြီးတော့တွေ့ဖို့ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ဆက်ကွန်နီယာစုကာလလောက်မှာတော့ဒီဥရောပနိုင်ငံသားတယောက်ကလာရောက်ပြီးတော့ဒီဘော်ဒွင်းကိုလေ့လာမှုတွေပြုလုပ်ခဲ့ပူပါတယ်အဲ့ဒီကားနံပါတ်မှာတဆင်18ရာစု1829ဝင်းကျင်အင်းဝမင်းလက်ထက်မှာတော့ဒီဘော်ဒွင်းကတော်တော်ကြီးကိုဒီတွင်းထွက်တင်ဇာတာတွေအများကြီးရရှိတယ်နိုင်ငံတော်အတွက်လည်းအခွန်အခတွေရရှိပြီးတော့စီးပွားရေးလုပ်ငန်းတွေမှာလည်းနိုင်ငံသားတွေလာရောက်တူဖို့လည်းရှိပါတယ်1829ခုနှစ်ကာလတွေမှာဒီဘော်ဒွင်းမှာရှိတဲ့လောက်သား1000နီးပါးထိအသုံးပြုပြီးတော့ ဒီအိုရဘနိုင်ငံသားတွေကလာရောက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကစ္စနစ်တွေပြောင်းလဲလာပြီးတော့ဒီကရတဲ့အကျိုးစီးပွားတွေကိုမမောလာပြီးတဲ့အချိန်1868ခုနှစ်မှာတော့ဒီပေယုပန်းသေးတွေရဲ့ပြိပခါတွေကြောင့်တရုတ်နိုင်ငံသားတွေထွက်သွားကြတယ်ဒီဘော်ရင်းကြီးရုပ်တရက်ယာယီရဆိုင်သွားခဲ့တာလည်းဖြစ်ခဲ့မှုပါတယ်။အဲဒီကမှာဒသင်း19ရာစုနှောင်းပိုင်းကာလတွေမှာတော့ဒီ Great Eastern mining company ကနေပြီးတော့ဒီပေါ်ရင်းမှာလာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ပါတယ်1908ခုနှစ်မှာတော့ Great Eastern Mining Company ကနေပြီးတော့ Burma Corporation London ဆိုပြီးတော့ပြောင်းလဲခဲ့တာဖြစ်ပါတယ်အဲဒီ Burma Corporation London ကနေဆောင်ရွက်နေတဲ့အချိန်ကနေမှာ1919ခုနှစ်မှာတော့ Burma Corporation India အနေနဲ့ထပ်မံပြီးတော့နာမည်ပြောင်းဖွဲ့စည်းခဲ့ပါတယ်1920ကာလတွေမှာတော့နိုင်ငံတော်အစိုးရစီကနေ130ကယံနဲ့ငှားယွင်းခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်လွတ်လပ်ရေးရပြီးနောက်ပိုင်း1949ခုနှစ်မှာတော့နောက်ထပ်25နှစ်နဲ့တက်တန်းတိုးပြီးတော့ဒီဘော်ရင်းမှာတက်ထုတူးဖော်ရေးကိုဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။1952ခုနှစ်မှာတော့ Burma Operation အိန္ဒိယကနေပြောင်းလဲပြီးတဲ့နောက် Burma Operation 1951ဆိုပြီးတော့ထပ်မံပြောင်းလဲပြီးဒီလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။52ခုနှစ်မှာတော့နိုင်ငံတော်က50ရာခိုင်နှုန်းဒီ Great Burma Company ဘက်က50ရာခိုင်နှုန်းနဲ့ဒီလုပ်ငန်းတွေကိုလည်းပဲခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့နှစ်ပေါင်း600ကျော်တက်တန်းရှိနေပြီဖြစ်ပြီး ီတက်ထူရီဝန်ကြီးဌာနရဲ့လက်အောက်ကနေပြီးတော့ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။2010ခုနှစ်မှာတော့အရှာဝတ်ကုမ္ပဏီရဲ့လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ဝင်းမြင့်မော်ကုမ္ပဏီကနေဝင်ရောက်လုပ်ငန်းခဲ့ပါတယ်။အဲဒီကနေမှတစဉ်2021ခုနှစ်ဒီလုပ်ငန်းခဲ့တာဖြစ်ပါတယ်။2021ခုနှစ်မှာတိုင်ငင်ကာလတွေမှာလည်းဖက်ဆက်လုပ်ငန်းတွေ၊ share တွေနဲ့ယင်းနှုံနံမှုအများအပြားကိုရရှိခဲ့ပါတယ်။2010 2021တခုနှစ်နိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်ပေါ်ပြီးတဲ့နောက်ဒီဝင်းမြင့်မော်ကုမ္ပဏီနဲ့ဖက်ဆက် share လုပ်နေတဲ့ဩစတြေးလျနိုင်ငံအခြေစိုက်မြန်မာ Metal Limited ကနေပြီးတော့ဒီ American Dollar တန်30နဲ့ ပြန်လည်ပြီးတော့ရောင်းချသွားခဲ့တာဖြစ်ပါတယ်2021ခုနှစ်အဲ့ဒီနိုင်ငံရေးအခင်းကျင်တွေဖြစ်ပေါ်ပြီးတဲ့နောက်ဘော်ဒရင်းလုပ်ငန်းကလည်းဒီတက်ထုတ်တူဖော်မှုလုပ်ငန်းတွေရပ်ဆိုင်သွားခဲ့တယ်ဒါပေမဲ့ပလောင်လနဲ့ကန်တဲ့ပုံ DNL ကတစ်တုံညာနှစ်ခွန်ဆစ်စင်ရေပထမပိုင်းအတွင်းနမ်တူမန်တုံမြို့တွေကိုတပြိုင်တည်းထဲဆိုသလိုတိမ်ပိုက်ခဲ့တာဖြစ်ပြီးတော့ပြီးတော့ဘော်ဒရင်းကိုပါဆက်လက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်ဘော်ဒရင်းကိုထိန်းချုပ်ခဲ့တဲ့အတွက်ပလောင်လနဲ့ကန်တဲ့ပုံ DNL ရဲ့ငွေရပောက်ရာလန်းတစ်ခုကငွေတို့ကြီးပြုတ်ခိုင်ထားသလိုဖြစ်လာပါတယ် တစ်ဖက်ကမိုးကုတ်မြို့မှာရှိတဲ့ brand များတွင်းထွက်လုပ်ငန်းတွေကနေရရှိတဲ့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာရရှိနေတယ်လို့ဒီဘော်ရင်းကနေရရှိတဲ့တပ်ထုတူဖို့ရိခဲသွတ်စတဲ့တပ်ထုတူဖို့ရိလုပ်ငန်းတွေနဲ့လည်းတရားဝင်မောင်ခိုတွေတူဖို့ပြီးတော့တရုတ်နိုင်ငံကိုရောင်းချနေတာတွေရှိပါတယ်။တရုတ်နိုင်ငံကိုရောင်းချဖို့အတွက်လည်းဒီပြည်တော်စုလမ်းကနေတဆင့်ရောင်းချနေတာတွေရှိတယ်။ဒီလိုမျိုးတရားဝင်တူဖို့မှုတွေရောင်းချနေတဲ့လမ်းကြောင်းကတော့ number 2ကနေ Manson E9 လာရှိုးကနေမူဆယ်တကြောကိုသွားလာပြီးတော့တယ်ဆောင်နေတာတွေလည်းရှိတယ်လို့ number 2ရဲ့မြောက်ဘက်ချမ်းမှာရှိနေတဲ့မန်ဝဲကြီးကနေတဆင့် နောက်ခန်းတူကိုချပြီးတော့ဒီနောက်တောင်းရွာအနီးကဂိတ်တွေကနေလည်းတရားဝင်ရောင်းချမှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီအတွက်ဒီပြည်တော်စုလမ်းမကြီးပေါ်မှာလည်းပြည်နိုင်ငံဘက်ကနေတန်ချင်းအင်မတန်များတဲ့ဒီတန်းဒီတစ်ပါတွေအများကြီးဝင်ရောက်ပြီးတော့တည်ဆောင်နေရတယ်လည်းရှိတဲ့အတွက်သတင်းတွေလည်းအိုးလေးတကျော်ထွက်ခဲ့ပူပါတယ်။ ဆိုတော့ဒီလိုတရားမဝင်တူးဖောက်မှုတွေကိုပလောင်လက်နက်ကိုင်တပုံ DNLA ကဒီဗော်ဒင်းကိုထိန်းချုပ်ပြီးတဲ့နောက်လေးလံနေပါပြင်ဆင်ခဲ့ပါတယ်လေးလံနေပါပြင်ဆင်ခဲ့ပြီးတဲ့နောက်လက်နက်ကိုင်တပုံ DNLA ကဒီဗော်ဒင်းကြီးကိုပြန်လည်လည်ပတ်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့အစီအစဉ်နဲ့ပြန်လည်လည်ပတ်ခဲ့တဲ့ဒီမူလကဝင်းမြင့်မှုကုမ္ပဏီကတော့ဒီလုပ်ငန်းကိုရပ်တန့်ထားခဲ့တာဖြစ်ပေမဲ့ပလောင်လက်နက်ကိုင်တပုံ DNLA ကလက်နက်အားကိုအနိုင်ကျင့်ပြီးတော့ဒီတပ်ထုတူးဖော်ရေးကိုဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကအစီအစဉ်ခံစားရတဲ့ကဒီ number 2မှာရှိတဲ့ဗော်ဒင်းကနေ American dollar 9 trillion နီးပါးလောက်ထိရရှိတယ်လို့သိရပါတယ် ဆိုတော့ဘလောင်လက်နက်ကင်တပုံ DNL ကလည်းဒီဘော်ရင်းကြီးကိုထိန်းချုပ်ပြီးတဲ့နောက်တရားဝင်တူဖော်မှုတွေကိုလည်းဆက်လက်ပြုလုပ်ခဲ့မှာဖြစ်ပါတယ်ဆိုတော့2024ခုနှစ်မေလလောက်ကနေစပြီးတော့တူဖော်မှုဆောင်ရွက်ခဲ့တာဖြစ်ပြီးအခု2025ခုနှစ်အထိဆိုတော့တနှစ်ကျော်နီးပါးဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်ဒီတနှစ်ကျော်ကာလအတွင်းဘလောင်လက်နက်ကင်တပုံ DNL ရဲ့ဝင်ငွေကဘယ်လောက်ရှိမယ်လို့ထင်ပါတယ် မိုးကုတ်ကရတဲ့တွင်ထွက်တဲ့ဇာတော်တွေမိုးကုတ်ကနေတရားမဝင်တူပေါ်နေတဲ့ပရမီယာလောက်ကွက်တွေကိုမပါဝင်မင်းနဲ့ပြည်တော်စုလမ်းမကြီးပေါ်ကနေရနေတဲ့ဆက်ကြီးတွေအကွန်တွေကိုမပါဝင်မင်းနဲ့အရှိရဲ့အကျိုးမြတ်တွေအမေရိကန်ဒေါ်လာ9ထရီလီယံလောက်ရရှိနေပါတယ်ဒီ9ထရီလီယံဆိုတာကမြန်မာကျပ်ငွေနဲ့ပြန်ကြည့်မယ်ဆိုလို့ချင်းထရီလီယံ20ကျော်ရှိတာကိုတွေ့ရပါတယ်ဘလောင်လက်နက်ကန်တပုံ DNA တွေကနမ်တူမျိုးကိုဘာကြောင့်ထင်းချုပ်ရတယ်လဲဆိုတော့မော်လွင်းကြီးကိုလဝစကြီးအုတ်ချင်လို့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့တမ်မတော်ကဘလောင်လက်နက်ကန်တပုံ DNA တွေလဝစကြီးအုတ်ထားတဲ့ ်ဘော်ရင်းရှိနေတဲ့နံတူမျိုးကိုလေရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့နေရာနဲ့ဘော်ရင်းတွေကတော့အလံဝေးပါတယ်။မြောက်ဖက်ပလောင်ရက်ကွက်ရှိတဲ့နေရာကိုလေရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေရောင်းတက်ခိုင်းမှုအတွင်းမှာလေကျွန်တော်တို့မှတ်တမ်းတပ်ပုံတွေကိုကြည့်ခြင်းအပြင်ပလောင်လက်နက်ကင်တပုံ DNL အကျန်းဖက်သမားကိုတောင်းနေတဲ့အတူပလောင်လက်နက်ကင်တပုံ DNL ရဲ့ရဲ့ uniform ဝတ်ထားတဲ့အကျန်းဖက်သမားတွေတနက်လွယ်ထားတဲ့အကျန်းဖက်သမားတွေဝင်ရောက်နေထိုင်နေတာတွေလာရောက်တပ်ပုံမှတ်တမ်းယူနေတာတွေကိုလေကျွန်တော်တို့မြင်တွေ့ရပါတယ်။ အာပလောင်လက်နက်ကိုင်တပုံ DNL ကြောထောင်းနောက်ခံပြုတ်ထားတဲ့ရွှေဖီမီအပါဝင်အကြပ်ပတ်အာဘေးမီဒီယာတွေကနမ်တူနဲ့မန်ဆန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပုံမှန်အတိုင်းပဲလိုယိုးလုံးစင်တပြားဟောင်းကြီးဖွင့်တဲ့အတိုင်းပဲအရသာတိကဲတည်ဆုံမှုအနေနဲ့သာတရင်တွေထုတ်ပြန်တက်မလို့နဲ့နိုင်ငံတော်ကိုတစ္ဆာပေါက်ပြီးတော့နိုင်ငံတကာရဲ့အမြင်မတင်တဲ့အောင်ဖောင်းထုတ်လျက်ရှိပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်ရင်နမ်တူမှာပဲကြည့်ကြည့်မန်တူမှာပဲကြည့်ကြည့်ပလောင်လက်နက်ကိုင်တပုံ DNL တွေထိန်းချုပ်ထားတာနှစ်နှစ်ကျော်သွားပြီဖြစ်ပါတယ်။ ီလိုနှစ်နှစ်ကျော်ကာလအတွင်းပလောင်လက်နက်ကင်သဘောင် DNA နဲ့အပြန်အလှန်ကြိုးစီးပွားရှိနေတဲ့သူတွေနောက်ပြီးတော့ပလောင်တွေနဲ့နှိစက်တဲ့သူတွေဒါအေးလူလူနဲ့ဝင်ရောက်နေထိုင်နေကြတာဖြစ်ပါတယ်။ဒီနေရာမှာမမ်တုံကတော့ပလောင်လူမျိုးအများစုရှိတဲ့မျိုးတစ်ခုဖြစ်ပါတယ်။69ရာခိုင်နှုန်းရှိပါတယ်။နမ်တူကတော့ရှမ်းလူမျိုးအများဆုံးရှိတယ်လို့ဆိုရမှာပါ။ရှမ်းလူမျိုး41ရာခိုင်နှုန်းရှိပါတယ်။အများစုရှိတဲ့နမ်တူမျိုးကိုလည်းပလောင်လက်နက်ကင်သဘောင် DNA ကလက်နက်အားကိုအနိုင်ကျင့်ပြီးတော့ထိန်းချုပ်ထားတယ်။အဲဒီကရတဲ့အကျိုးစီးပွားတွေဖြစ်တဲ့ပေါ်ရင်းကိုလည်းထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ဆိုတော့ Democratic ဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့နှစ်နေရကိုပြန်ကြည့်ရင်တီဘောမျိုးရဲ့လိုအပ်တဲ့စစ်အင်အားတီဘောမျိုးအတွက်ဒီလိုအပ်တဲ့ရင်းမြစ်တွေကိုပေးပို့နိုင်တဲ့နေတဲ့နေရာတွေဖြစ်နေပါတယ်ဒီဘောမျိုးအတွက်လိုအပ်တဲ့ခန်းစစ်တွေကိုပလောင်လက်နက်ကင်တဘုံ DNA တွေကပြီးခဲ့တဲ့လတွေတည်းကပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်တွေကပြင်ဆင်ထားပြီးဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့တက်မလို့ရဲ့ထိုးစစ်ကိုမခံနိုင်တော့တဲ့အတွက်ကြောင်မဲကိုလက်လွတ်ရမယ်ဆိုတာကသူတို့မှာပြဿနာထားပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့တီဘောနဲ့ပတ်သက်ရင်လက်နက်ကင်တဲ့ပုံ DNA အစုဖွဲ့မှုတွေကပြီးခဲ့တဲ့နှစ်လနေပါလောက်ကလေးက ခလာရ23နဲ့ခမရ901 900နဲ့ဝင်းကျင်တွေမှာဝင်ရောက်နေထိုင်နေကြဆဲဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်မှာရောတီဘောမြို့ထဲမှာခန်းစစ်တွေပြင်မယ်။ဒါတောင်မင်းနဲ့တီဘောလမ်းမိုက်မှာလည်းခန်းစစ်တွေပြင်ဆင်နေမယ်လို့သိရပါတယ်။ဒီနေရာမှာကျွန်တော်မြေပြင်ကရရှိတဲ့သတင်းတွေလေးလာထားတဲ့မှတ်တမ်းတင်ထားတဲ့အခြေအနေတွေအရပလောင်လက်နက်ကင်တပုံ DNL တွေကတော့မနေ့ကအောက်တိုဘာ1ရက်နေ့ညနေ9:00ခွဲဝင်းကျင်မှာပဲတိုးဂိတ်ကနေဆက်လက်ပြီးတော့ဆုတ်ခွာသွားကြတာဖြစ်ပါတယ်။တိုးဂိတ်ကနေဆုတ်ခွာသွားတဲ့အဖွဲ့တွေကတီဘောကိုဆက်လက်ပြီးဆုတ်ခွာသွားကြပါလိမ့်မယ်။ဒါဆိုရင်တိုးကရဲ့အလွန်မှာရှိနေတဲ့ဘူခါလွဲခော့ ချောင်းကြောက်စားတဲ့ရွာတွေကနေတဆင်ကျင်းသီးနောက်ပြီးတော့ဒီပေါ်ကျိုးဒါအပြင်ဒီပေါ်မျိုးရဲ့အဝင်မှာရှိနေတဲ့ဆန်ဖိတ်ရွာတွေအထိတောက်လျှောက်ဆုတ်ခွာသွားကြပါလိမ့်မယ်ဆုတ်ခွာရလမ်းတွေမှာလည်းပလောင်လမ်းနဲ့ကန်တဲ့ပုံ DNA တွေကခံစစ်တွေအကြီးအကျယ်ပြင်ဆင်ထားကြပါလိမ့်မယ်ဒီပေါ်မျိုးတင်တိုက်ပွဲမှာလည်းတမလို့စစ်ကြောင်းတွေကိုဟန်တားဖို့အတွက်ခံစစ်တွေပြင်ဆင်ထားကြပါလိမ့်မယ်ဒီလိုပလောင်လမ်းနဲ့ကန်တဲ့ပုံ DNA တွေရဲ့ခံစစ်ပြင်ဆင်ထားနိုင်တဲ့နေရာတွေစုဖွဲ့ထားနိုင်တဲ့နေရာတွေကိုပြင်ကြည့်ရင်တော့ကြောင်မဲမျိုးရဲ့အထွတ်မှာရှိနေတဲ့ဘူခါအလော်ရွေးခေါ်ရဝင်းကျင်လောက်ကနေစတင်ပြီးခံစစ်တွေပြင်ဆင်မယ်လို့ခံမဲရပါတယ် ဘာကြောင့်လဲဆိုရင်လွယ်ခေါ်ရွာရဲ့အလွန်လွယ်ဆိုင်ငယ်ဘုံကြီးကျောင်းအနီးမှာရှိနေတဲ့ကုန်းတွေမှာပလောင်လက်နက်ကင်သဘောင် DNL နဲ့အပေါင်းပါရခန်းစစ်ပြင်ဆင်ထားနိုင်ပါတယ်ဒီပြည်တော်စုလမ်းမကြီးရဲ့အရှိအနောက်ဘေးပင်ညာမှာကုန်းတွေရှိနေပါတယ်မီတာ600ကျော်900နီးပါးရှိတဲ့တောင်ရုံးတစ်ခုရှိတယ်လို့အဲ့ဒီလွယ်ခေါ်အလွန်ကကုန်းတွေကပုကနောဆိုင်ထားတယ်လို့တောင်ကုန်း၃ကုန်းရှိနေပါတယ်ဒေတာအခေါ်အဲ့ဒီနာဝင်းကျင်မှာကဖျားကုန်းနတ်စင်ကုန်းတောင်ရကုန်းဆိုပြီးရှိကြတာဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာပထမအဦးဆုံးအနေနဲ့ပလောင်လက်နက်ကင်သဘောင် DNL ခန်းစစ်ပြင်နိုင်ပါတယ် လွယ်ခေါ်ကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ချောင်းကျောက်ရွာကိုရောက်မယ်ချောင်းကျောက်ရွာရဲ့အလွန်မှာရှိမယ်ဆိုရင်တော့ကျွန်တော်နောင်အန်းရွာလေးကိုရောက်ရှိမှာဖြစ်ပါတယ်ချောင်းကျောက်နဲ့နောင်အန်းကတော့လမ်းအပြောင်းရှိမယ်နည်းနည်းလေးမြေပြင်လွင်ပြင်ရှိတဲ့အတွက်တိတ်ပြီးတော့ခန်းစစ်ပြင်လို့ရမယ့်နေရာတွေတော့မရှိပါဘူးဒါပေမဲ့လည်းပလောင်လက်နက်ကန်တပုံ DNA ရဲ့အောက်တန်းကျလာတဲ့ဗီဇအတိုင်းဒေသခံပြည်သူလူထုတွေဒေသခံရှန်တိုင်းရင်းသားတွေရဲ့အိမ်တွေမှာဝင်ရောက်နေထိုင်ပြီးခန်းစစ်ပြင်ဆင်ကြပါလိမ့်မယ်ဆိုတော့ထပ်မံပြီးတော့တီဘောကိုသွားတဲ့လမ်းကြောင်းမှာဘယ်နေရာတွေခန်းစစ်ပြင်ဆင်နိုင်တယ်လဲဆိုတာကိုကြည့်လိုက်တော့ဒီရေဘူးရွာရဲ့အလွန် မောင်ဖုံးကွေဆိုတာရှိပါတယ်။ဒါကျွန်တော်ကျင်းသေးရွာကိုမရောက်ခင်နောင်းရွာကိုမရောက်ခင်မှာတွေ့ရမယ်အကွေပါ။အဲ့ဒီအကွေကညာဘက်မှာတောင်ကျော်ကြီးတစ်ခုလုံးရှိပါတယ်။ပြည်တော်စုလမ်းမကြီးကအောက်မှာရှိတဲ့အတွက်ပလောင်လက်နက်ကင်တဘုံတရန်နဲ့အလီနဲ့အပေါင်းပါရခန်းစစ်တေချာဘက်ကို ပြင်ဆင်ထားပါလိမ့်မယ်။သဘောကတော့ဒီကုတ်တွင်းသရားကနေအတက်ဖက်မှာရှိနေတဲ့နေရာတစ်ဖက်ချမ်းမှာရှိနေတဲ့နေရာမှာခန်းစစ်တွေပြင်ဆင်ထားသလိုမျိုးပဲအဓိကစုံမှုကုန်းနေအဓိက point နေနေရာမှာပလောင်လက်နက်ကင်တဘုံတရန်နဲ့အလီခန်းစစ်ပြင်ဆင်ထားပါလိမ့်မယ်။ဒါကြောင့်မလို့တမရော့အနေနဲ့ဒီ ကြောင်မဲကနေတီးပေါ်သွားတဲ့လမ်းကြောင်းက point တွေ၊ကုန်းတွေခံစစ်ပြုတ်ထားနိုင်နေဆိုတဲ့နေရာတွေကိုကင်းထောက်ပြီးတော့ကျွတ်တင်လက်အုပ်မှုရယူချိန်မုံထားနိုင်မှုလိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာတော့ပလောင်လက်နက်ကင်စုံ DNL ရဲ့ခံစစ်ပြုတ်ထားတဲ့ဘောဂျိုအနီးကနေရာကိုတော့ဒီကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုတ်ထားမှုပါတယ်။ဆိုတော့တီးပေါ်မြို့သိမ်းတိုက်ပွဲမစခင်ပလောင်လက်နက်ကင်စုံ DNL စုဖွဲ့နေရာတွေကိုတပ်မတော်ကကျွတ်တင်ကင်းထောက်ပြီးတော့ကျွတ်တင်ဖျက်ဆီးလက်အုပ်မှုရယူတိုက်ခိုက်ထားသင့်ပါတယ်။ဒါကဒီဘက်ချမ်းဒီဘက်ချမ်းမှာရှိနေတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ ချင်းဒီကိုရောက်သွားရင်တော့ပလောင်လမ်းနဲ့ကိုင်းတဲ့ပုံ DNA တွေကချင်းဒီတသာကားသွားတဲ့ပြည်တော်သူလမ်းမကြီးပေါ်မှာရှိတဲ့လမ်းနဲ့ယထာသွားတဲ့ယထာတန်တဲ့တသာနှစ်ခုလုံးမှာဂိတ်တွေရှိနေတယ်လို့နေမီကတရင်ပေးပြီးအရာသိရပါတယ်။ချင်းဒီတရာရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာဂိတ်တွေဖွင့်ထားတယ်လို့သိရပါတယ်။ဆိုတော့ချင်းဒီတရာကလည်းပြီးခဲ့တဲ့ဆက်စင်ရေးတွေအတွင်းမိုင်းခွဲဖြက်စီးခံထားရပြီမဲ့ပလောင်လမ်းနဲ့ကိုင်းတဲ့ပုံ DNA တွေကတော့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ဆိုတော့ဒီနောက်ဝင်းကျင်မှာလည်းပလောင်လမ်းနဲ့ကိုင်းတဲ့ပုံ DNA တွေခန့်စစ်တွေပြင်ဆင်ထားနိုင်ပါတယ်။ဒါဆိုရင် ကျင်းဒီတရားကနေတစ်ဖက်ကိုဆက်သွားရင်တော့ဒီဘောမျိုးပဲချမ်းကိုရောက်ရှိပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘောဂျိုရွာဟောင်းရွာသစ်ရှိမယ်ဆံပြရွာရှိမယ်။အဲဒီကနေတစင်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီနန်းရွာလမ်းခွဲနန်းဝရေတကောလမ်းခွဲမှာပလောင်ရဲ့ဆက်ကြီးကိရှိပါတယ်။လရှိအချိန်ဒီလည်းရှိနေတယ်လို့သိရပါတယ်။ဒေသခံပြည်သူလူထုတွေရှမ်းတိုင်းရင်းသားတွေရဲ့တွာလာမှုတွေကိုကန့်သက်ပြီးတော့လုံခြုံရေးတင်းကျပ်မထင်ရင်မထင်သလိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတဲ့ကိစ္စရှိပါတယ်။အဲ့ဒီဒီတန်လန်းအကျော်ကဂိတ်ကိုတမတော်ကကင်းထောက်ချိန်မုံးမှုလည်းလိုအပ်နေပါတယ်။ဒီနေရာမှာလုံးဝအခြေချထားတာဖြစ်ပါတယ်။ ဒီနေရာမှာဘောဂျိုပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုလို့ရှိရင်ဘောဂျိုဖရာနောက်ပြီးတော့ဘောဂျိုအထကခွဲဘောဂျိုအထကခွဲရဲ့အလွန်မှာရှိတဲ့အုပ်ဆက်ယုံမှာလည်းပလောင်လက်နက်ကန်တဲ့ပုံ DNA လေးနဲ့အပေါင်းပါတွေခန်းစစ်တွေပြင်ဆင်ထားနိုင်ပါတယ်အင်မတန်ကြီးတဲ့အဆောက်အဦရှိတဲ့သဘာဝပတ်ဝန်းကျင်အရာခန်းစစ်ပြင်ဆင်လို့ကောင်းတဲ့နေရာတွေရှိတဲ့အတွက်ဒီနေရာတွေကိုလည်းတတိလက်လွတ်မရှိဖို့လိုအပ်ပါတယ်ဆိုတော့အခုလက်ရှိတီဘောမျိုးအဝင်ကိုရောက်ရှိသွားပြီဆိုရင်တော့ဆန်ဖိတ်ရွာကိုရောက်ရှိမှာဖြစ်ပါတယ်အဲ့ဒီဆန်ဖိတ်ရွာဆိုတာကပလောင်လက်နက်ကန်တဲ့ပုံ DNA လေးစက်ကြီးကောင်းနေတဲ့ ိုးခိတ်လည်းရှိတယ်လို့လမ်းရဲ့တောင်ဘက်ခြမ်းမီတာ600ကျော်900နီးပါးရှိတဲ့ကုန်းတွေလည်းရှိတယ်ဒါအပြင်ကိုသိန်းကိုသိန်းဖရကဘာလုံးဖရစသဖြင့်ဖရတွေအများပြားရှိနေပါတယ်ဒီလိုမျိုးပုံကြီးကျောင်းတွေတာသနိကအစာအုပ်တွေဖရတွေမှာပလောင်လက်နက်ကိုင်တပုံတည်းနဲ့အလေးအနေနဲ့သေချာပေါက်ခန်းစစ်ပြင်ဆင်ထားကြပါလိမ့်မယ်တို့ဒီစံပယ်ရွာကိုကြော်ရင်တော့တီဘောမြို့ကိုရောက်ရှိမှာဖြစ်ပြီးတီဘောမြို့ကနေဆက်သွားရင်တစ်ဖက်ကပြည်တော်စုလမ်းမကြီးနန်းလံဘက်ကိုသွားမလားနမ်ဆန်မန်တုံဘက်ကိုသွားမလားဒါကိုသွားလို့ရပြီဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ပလောင်လက်နက်ကိုင်တပုံ DNA လေးက ဒီဘောမျိုးရဲ့မြောက်ဘက်မှာရှိနေတဲ့ခမရ900တက်900နှစ်နဲ့ခလာရ23တက်တွေမှာတော့ဝင်ရောက်နေထိုင်အခြေပြုနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလည်းခလာရ23အတွင်းမှာပလောင်တွေဝင်ရောက်နေထိုင်နေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်တမရော့ကလည်းရောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားခဲ့ပါတယ်။ဒါ့အပြင်ဒီဘောမျိုးထဲမှာလည်းပလောင်တွေဝင်ရောက်အခြေချနေတဲ့နေရာတွေပုံကြီးကျောင်းတွေစာတင်ကျောင်းတွေနဲ့တချို့သောဟိုတယ်မိုတယ်တွေလည်းရှိပါသေးတယ်။ကြောင်မဲအဝင်ကကောလီဟိုတယ်လိုမျိုးပလောင်လက်နက်ကန်တကောင်တီအန်အလီကဒီဘောမျိုးလေမှာရှိနေတယ်။ တီဘောဆေးရုံကြီးနဲ့ဘေးပတ်ဝန်းကျင်ကဟိုတယ်မော်ဒယ်တွေမှာဝင်ရောက်နေထိုင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့တမ်းတော်အနေနဲ့ဒီနေ့နမ်တုံနဲ့မန်တုံကိုလေကြောင်းတိုက်ခိုက်ခြင်းကတီဘောမျိုးတင်တိုက်ပွဲစတင်ပြီလားဆိုရင်တော့တီဘောမျိုးတင်တိုက်ပွဲစအစပြိုးနေပြီလို့ခေါ်ရမှာဖြစ်ပါတယ်။ဒီမနေ့ကျွန်တော်တို့သတင်းတချို့လည်းရရှိပါတယ် ဒါကတော့ကြောင်မဲမျိုးအထွက်ကတိုးဂိတ်ကနေဝင်တိုးဂိတ်ဝင်ခြင်းကနေပလောင်လက်နက်ကန်တဘောတည်းနဲ့အလေးတွေဆုတ်ခွာနေရလမ်းဆုတ်ခွာသွားတဲ့လမ်းနဲ့ခံစစ်ပြင်ဆင်နိုင်နေဆိုတဲ့နေရာတွေကိုကင်းထောက်ပြီးတော့လက်နက်ကြီးနဲ့ပြက်ကတ်မှုတွေပြင်းရှင်းရှင်းထားတာတွေလည်းဆောင်ရွက်နေပြီလို့သိရပါတယ်။ဆိုတော့တစ်ဖက်ကကြည့်ရင်တီဘောင်းကွင်းမျိုးထိုးစစ်ကိုစတင်ပြီလားဆိုရင်တော့တမတော်ကတော့ရှော့စတင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ကြောင်မဲတီဘောဆိုတာကအင်မတန်မှမြေပြင်ပြေပစ်တယ်။နောင်ချိုကြောင်မဲလောက်လည်းတဘဝအရအသာရှိမရှိဘူး။ရွာစဉ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကြောင်မဲအထွတ်နန်ဟိုးလောက်ကနေစပြီးတော့ဘူးခါ အဲ့ဒီကနေလွဲခေါ်ချောင်းကြောက်အဲ့မှာရေဘူးနန်းအောင်နန်းလန်ကျင့်တိဘောကျူဆန်ဖိတ်စားရရွာဆယ်ရွာလောက်တာရှိပါတယ်အဲ့ဒီဆယ်ရွာလောက်တဲမှာမှာရွာငယ်လေးတွေလည်းရှိပြီးတော့ရွာကြီးလေးအနေနဲ့ကနည်းနည်းပါးပါးပဲရှိပါတယ်တဘာဝအရာခံစစ်ပြင်ဆင်ထားမယ်ဆိုရင်လည်းခံစစ်ပြင်ဆင်ရလောက်တဲ့အကာအကွယ်နဲ့တဘာဝအတားအဆီးတွေကတော့မရှိသလောက်ဖြစ်ပါတယ်ဒါပေမဲ့လည်းပလောင်လက်နက်ကိုင်တပုံ DNA လေးတွေကတဘာဝအတားအဆီးတွေမရှိလေဒေသခံရှမ်းလူမျိုးတွေရဲ့အိမ်တွေမှာဝင်ရောက်နေတိုင်းအတင်းအဓမ္မအနိုင်ကျင့်ပြီးတော့ခံစစ်တွေပြင်ဆင်ကြမှာပဲဖြစ်ပါတယ် ဒီနေရာမှာဒီနေ့ဖြစ်စဉ်လေးရောင်းတက်ခိုင်းမှုတွေနဲ့ဆက်ဆက်ပြီးဒီဘောမျိုးသိန်းတိုက်ပွဲဆက်တင်ပြီလားဆိုရင်ဆက်တင်ပြီလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။မကြာခင်ရပ်ပိုင်းအတွင်းကြောင်မဲပြင်းဒီဘောရမယ်ဆိုတော့လေအားလုံးကစားထားပြီးဖြစ်တဲ့အတွက်ဒီအော်တိုဘာလထဲမှာဒီဘောမျိုးကိုတက်မလို့ကပြန်လဲထိန်းချုပ်ပါလိမ့်မယ်။ဒီဘောမျိုးကိုမထိန်းချုပ်ခင်တက်မလို့အနေနဲ့ပလောင်လက်နက်ကိုင်တပုံ DNL ရဲ့အရင်းမြစ်တွေထုတ်ပေးနေတဲ့နန်းဆန်နမ်တူနဲ့မန်တုံမျိုးတွေကိုမြေကြောင်ကနေပြင်းထောက်မှုတွေစဉ်ဆက်မပြတ်စောင့်ကြည့်မှုတွေပြုလုပ်သွားဖို့လိုအပ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကိုင်တဲ့ပုံ DNL အကြီးပိုင်းတွေကတော့နမ်ဆန်ကနေသူတို့ရဲ့စီးစိမ်တွေဥစ္စာတွေနဲ့တဲဆောင်နိုင်တဲ့ဟာတွေအားလုံးတဲဆောင်ပြီးတော့မန်တုံထိစုပ်ခွာသွားတယ်ဆိုတဲ့သတင်းကိုပြီးခဲ့တဲ့စက်တင်ဘာပထမပတ်လောက်ထဲကရရှိသားပြီးဖြစ်ပါတယ်။ဘာကြောင့်မန်တုံကိုစုပ်ခွာသွားရတယ်လဲဆိုရင်တော့နမ်ဆန်နဲ့မိုးကုတ်ကိုဆက်သွယ်ထားတဲ့လမ်းတော်လန်းရှိပါတယ်။အဲ့ဒီဒေါ်လန်ကနေမိုးကုတ်ကနေရရှိတဲ့တွင်းထက်တန်ဇာတာတွေအမောင်ကိုလမ်းကိုအသုံးပြုပြီးတော့အဲ့ဒီကနေတဆင့်မန်တုံကနေတဆင့်မန်ဝင်းကြီးကနေနန်ခမ်းအထိသွားပြီးတော့တရုတ်နိုင်ငံဘက်ကိုတရားမဝင်ရောင်းချရတဲ့ပြုလုပ်နေတယ် နိုင်ငံတော်ရဲ့တွင်းထွက်သင်ရန်ဇာတာတွေကိုပလောင်နိုင်ငံတော်ထူထောင်မဲ့ဆိုပြီးတော့အောက်ခြေမှာပလောင်စစ်သားတွေကိုအသေးခံအသုံးချခံခိုင်းပြီးတော့တွင်းထွက်သင်ရန်ဇာတာတွေတူဖော်နေတာဖြစ်ပါတယ်။ဒါပေမဲ့နမ်ဆန်ရဲ့နမ်တူရဲ့မန်တုံရဲ့မှာတော့ပလောင်လက်နက်ကိုင်စပုံ DNL ရဲ့အရင်မြစ်တွေရှိနေပါသေးတယ်။ဒီနေရာမှာပလောင်လက်နက်ကိုင်စပုံ DNL တက်မဟာရိအနက်တက်မဟာ၄နဲ့တက်မဟာ၅ကအဖွဲ့တွေကအခုနမ်တုံနဲ့လာရှိုးတကြောမှာရှိနေပါတယ်။ဒီဘောမျိုးတိုင်းတိုက်ပွဲအတွက်တမလို့ရဲ့ထိုးစစ်ကိုဟန်တာကိုအစည်းအလုံးရှာမှုပြုတ်လုပ်နေတာဖြစ်တဲ့အတွက်တမလို့အနေနဲ့ ဒီနမ်ဆန်နမ်တူလမ်းကြောင်းကြီးကိုစုံမထားနိုင်မလို့လေဒါအပြင်နမ်ဆန်ကနေစုံမထားနိုင်မလို့လေဒါအပြင်ပလောင်လက်နက်ကင်တဘုံ TNL ရဲ့အဓိက LOC လမ်းကြောင်းပေါ်မှာရှိနေတဲ့မိုးတေတရားကိုလည်းမျက်ချိမပြတ်စောင့်ကြည့်ဖို့လိုပါတယ်မိုးတေတရားရဲ့တစ်ဖက်ချမ်းနေမှာပလောင်လက်နက်ကင်တဘုံ TNL စကန်ချထားတာရှိပါတယ်ဒီမိုးတေတရားကိုလည်းလိုအပ်ရင်မလုံမှုရယူတိုက်ခိုက်တာတွေဖြစ်ဖြစ်လုပ်ထားဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုရင်ကြောင်မဲမျိုးကနေဆုတ်ခွာသွားတဲ့အဖွဲ့တွေအားလုံးကတီဘောကိုရောက်ရှိမှာဖြစ်ပြီးတီဘောကနေဆုတ်ခွာရင် နမ်ဆန်မန်နမ်တူကိုသုတ်ခွာသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်တီဘောကိုတက်မတော်ကမသိမ့်ပိုက်ခင်တီဘောအတွက်လိုအပ်တဲ့ခန်းစစ်တွေနဲ့အရင်းမြစ်တွေကိုနမ်တူနဲ့နမ်ဆန်ကနေပြပို့နေတာဖြစ်တဲ့အတွက်ဒီပန်လုံလမ်းဆောင်ကနေတဆင့်တီဘောကိုလာကြမှာဖြစ်ပါတယ်။ဆိုတော့ဒီလမ်းကြောင်းပေါ်မှာအဓိကကျနေတဲ့မိုးတေတရာဒီပြည်အောင်စုလမ်းကြီးကိုတက်မတော်ကစိုးမိုးပြီးအလို့စီဖြတ်တော့ထားနိုင်ခဲ့မယ်ဆိုရင်ပလောင်လက်နက်ကန်တပုံ DNL ရဲ့နံပါတ်1ဦးစားပေးအရင်းမြစ်ဖြစ်တင်းမှုကိုဖျက်တောက်နိုင်မယ်စစ်ရှုံးပြီးသုတ်ခွာမယ်ဆိုရင်လည်းသုတ်ခွာရလမ်းကြောင်းကိုပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ် ။ဘာကြောင့်ဒီလိုပြောရတယ်လို့ဆိုရင်ပလောင်လက်နက်ကင်တပုံ DNLR အနေနဲ့တစ်ဖက်ကဒီနန်လန်ဘက်ကိုစုပ်ခွာရင်တန်ကြောင်ပိတ်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တစ်ဖက်မှာနန်လန်မှာလုံဝကိုအစင်းနဲ့ဖြစ်နေတဲ့အခြေအနေနဲ့ပလောင်လက်နက်ကင်တပုံ DNLR ကိုတီးထုတ်ဖို့စောင့်နေတဲ့စစ်ကြောင်းကြီးတွေလည်းရှိနေတယ်လို့ပြည်သူ့စစ်အဖွဲ့တွေနောက်ပြီးတော့ SSPB SSA ကလည်းနေမြေလုံးကြုံရေးကိုဆောင်ရွက်နေတဲ့စခန်းတွေ၊ကင်းတွေ၊ဂိတ်တွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ပလောင်လက်နက်ကင်တပုံ DNLR အနေနဲ့တီဘောကိုလက်မလွတ်ခင် တီဘောကိုလျှေပြင်ဆင်မှုတွေပြုလုပ်တဲ့လမ်းကြောင်းကတစ်ခုတည်းသာရှိပါတယ်။ဒါကတော့တီဘောနမ်ဆန်လန်တီဘောနမ်တူလန်ပဲဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုတမရော်ကဒီရဲ့ပိုင်းတွေမှာနေရောညရောစိုးမိုးပြီးတော့ကင်းထောက်ခြေမုံလက်ဦးမှုရယူထားဖို့လိုအပ်ပါတယ်။ဒါကအဓိကကြားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အဓိကကြားတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုသာစိုးမိုးထားနိုင်ခဲ့မယ်ဆိုရင်ပလောင်လက်နက်ကန်တပုံ DNA လေးကိုကြောင်ပိတ်ရိုက်နိုင်မှာဖြစ်ပါတယ်။ ်နမ်ဇန်နမ်ဒူကဆင်းလာတဲ့ပလောင်အကြမ်းဖက်တွေပေါ်ကြောင်မဲကနေဆေရှုံပြီးဆုတ်ခွာသွားတဲ့ပလောင်အကြမ်းဖက်တွေပေါ်တီဘောမြို့မှာစုဖွဲ့နေပါတယ်ဒီနေရာမှာကြောင်ပိတ်ပြီးခြိုက်လိုက်ရင်ပလောင်အကြမ်းဖက်တွေရဲ့နေဝင်ချိန်ကမနှက်ဖြန်တပက်ခါလိုမျိုးလက်တကန်းကိုရောက်ရှိနေမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဆိုလိုရင်အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ရင်တော့တီဘောမြို့တင်တိုက်ပွဲစတင်ပြီလားဆိုရင်တမတော်ကလိုအပ်တဲ့ဈေးပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်တယ်ဒီတော့ရှမ်းလူမျိုးတွေကလည်းပလောင်လက်နက်ကင်တပုံ DNL တွေကိုဆက်စုပ်ညွှန်ရှာလာပြီးဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေ skin scan ချထားတဲ့နေရာတွေအားလုံးကိုလည်းတင်ပြပို့နေတာရှိပါတယ်ကျွန်တော်တို့အခုတင်ဆက်ပေးခဲ့တယ်ဆိုတာက လုံးဝ official မဟုတ်သေးပါဘူးတကယ်ကိုစည်ရေးအရာအတွင်းကြကြနဲ့အရေးပါတဲ့တင်တွေကိုတော့ဂျန်မီကန်တက်တွေနဲ့ချိတ်ဆက်ပြီးကျွန်တော်တို့အဆင့်ဆင့်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့လက်ရှိတီဘောနဲ့အကြောင်းမဲ့လမ်းကြောင်းကရှိနေတဲ့ပလောင်လက်နက်ကန်သဘော TNL ရဲ့စုဖွဲ့မှုတွေအားလုံးကို တမရောကမျက်ခြေမပြတ်စောင့်ကြည့်နေတယ်ဆိုတဲ့အချက်ကိုပလောင်လက်နက်ကန်တပုံ DNA LED အနေနဲ့သတိထားဖို့လိုပါတယ်။တမရောကစောင့်ကြည့်နေပါတယ်။မလုတ်သေးတာပဲရှိတယ်။ခလုတ်တစ်ချက်မနှိပ်သေးတာပဲရှိတယ်ဆိုတဲ့အခြေအနေမှာကိုယ့်အခြေအနေကိုနားလည်ဖို့လိုပါတယ်။ကြောင်မဲမှာလည်းဆစ်ရှုံပြီးဆုတ်ခွာသွားရပြီးပြီ။နောင်ချုံမှာလည်းဆစ်ရှုံပြီးဆုတ်ခွာသွားရပြီးပြီ။တီဘောမှာလည်းနိုင်မယ်လို့ထင်နေရင်တော့ဒါကအင်မတန်ယူကြောင်ကြောင်နိုင်တဲ့အတွေးခေါ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဘောကိုဆုတ်ခွာသွားတဲ့အဖွဲတွေထွန်းထွန်းနိုင်ဦးဆောင်တဲ့ DPLE အဖွဲတွေနဲ့တာဖုံးကျော်တို့တာအိုက်ပေါင်းတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ မြေပြင်မှာအသေးခံမလားကိုယ့်ရဲ့အနာဂတ်အတွက်လွတ်လပ်လပ်ရှင်သန်မလားဆိုတာကိုပလောင်လက်နှက်ကိုင်းတဲ့ပုံ DNA အလေးနဲ့အပေါင်းပါတွေကိုဒီနေရာကနေထပ်မံဖြည့်ဆွတ်ပြီးတော့အတိတရားတတိတရားရဖို့အတွက်ပြင်ဆက်ပေးချင်ပါတယ်အချိန်တန်ရင်သေဆုံးရမှာဖြစ်တဲ့အတွက်သေမဲ့လမ်းကိုရွေးမလားတက်မလို့နဲ့ထိတ်တဲ့ရင်ဆိုင်မလားဒါမှမဟုတ်လက်နှက်ချအလင်းဝင်မလားဆိုတာကိုစဉ်းစားပါတက်မလို့ရဲ့ထိုးစစ်ကြီးကတော့မကြခင်ရောက်လာပါလိမ့်မယ်တီဘောမြို့သိန်းတိုက်ပွဲကတကယ်ကိုလက်ကမ်းမှရှိနေပါတယ်အားလုံးရဲ့လှုပ်ရှားမှုတွေကိုတက်မလို့ကကင်းထောက်ထားပြီးဖြစ်တယ် ရေပြင်ဝေဟင်ကနေကင်းထောက်နေတာဖြစ်တဲ့အတွက်ပလောင်တွေရဲ့အသက်ရှူပေါက်လုံးဝမရှိဘူးဖြစ်ပါတယ်။ချင်းထဲကကြက်မလေးတကောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှမ်းပြည်မှာပလောင်ဟင်းလေးတစ်ခုကိုမှွေမှွေလေးချက်စားလို့ရမယ်အခြေအနေကိုရောက်ရှိလာတော့မှ ဖြစ်ပါတယ်။ဆိုတော့လွေးတို့တွေမိုင်းတို့တွေစိတ်ကူးယဉ်နေတဲ့ပလောင်နိုင်ငံတော်စိတ်ကူးယဉ်မှုကနေဝင်သွားပြီဖြစ်တယ်။ဆိုတော့ခက်ကြောင်ကြောင်စိတ်ကူးယဉ်မှုတွေနဲ့အတူကိုယ့်ရဲ့အသက်တွေကိုယ့်ရဲ့အနာဂတ်တွေကိုယ့်ရဲ့မိသားစုတွေကိုတနာဖို့လိုတယ်အတွေးခေါ်တွေမြင်မာဖို့လိုတယ်။ပလောင်နိုင်ငံတော်စိတ်ကူးယဉ်မှုတွေနဲ့အတူလက်ဖက်ကူးနိုင်တဲ့ဘဝကိုပါဆုံးရှုံးသွားနိုင်တယ်ဆိုတော့ အခြေအနေကိုနားလည်ဖို့လိုပါတယ်ဒီလိုမျိုးပလောင်လက်နက်ကန်သဘောင် TNL တွေရဲ့လက်နက်အားကိုပြီးတော့ဒေသခံရှမ်းလူမျိုးတွေကိုအနိုင်ကျင့်နေတာတွေကိုရှမ်းလူမျိုးတွေရဲ့ရင်နဲ့အသေးသေးမှလည်းခန်းစားချက်တွေအများကြီးရှိနေပါတယ်နေရာမှာတီဘောမှာရှိနေတဲ့ဒေသခံရှမ်းလူမျိုးတွေအနေနဲ့လည်းပလောင်လက်နက်ကန်သဘောင် TNL ရဲ့စုဖွဲ့နေရာတွေကိုမရရှားတဲ့နေရာကနေတည်င်းပို့ကြပါပူပေါင်းပါဝင်ချိတ်ဆက်ကြပါကြောင်မဲကိုတင်ကန်းစာရှူပါနောင်ချိုကိုတင်ကန်းစာယူကြပါတီဘောကဆစ်ရှုံးသွားတဲ့အဖွဲတွေကလည်းတီဘောမျိုးကြီးကိုမိရှုပြာချပြီးဆုတ်ခွာသွားကြပါလိမ့်မယ် ီဘောမှာရှမ်းလူမျိုးတွေအတွက်အဓိကကိုအထင်ကရရှိနေတဲ့ဟော်နန်းကြီးကိုမိရှုခံနိုင်သလားဆိုတဲ့မိကုန်းကိုပဲကျွန်တော်ထပ်ပြီးတော့မေးသွားချင်ပါတယ်။ရှမ်းလူမျိုးတွေအားလုံးစီလုံးချင်းတန်ပါပြီ။ပလောင်လက်နက်ကန်တဘုံ DNL ရဲ့နိုင်ငံကြီးစစ်ကူးယဉ်မှုနဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေကိုသိခံနေတဲ့အချိန်နေရေချင်းကုံသွားပြီဖြစ်ပါတယ်။ဆိုတော့တမ်မတော်နဲ့ပူပေါင်းမှာနေမြကန်တရင်တပ်ဖွဲ့တွေနဲ့ပူပေါင်းပြီးတော့ပလောင်အကြမ်းဖက်တွေရဲ့နေရာတွေနေ့စဉ်လှုပ်ရှားမှုတွေကိုတရင်ပေးပို့နိုင်ပါတယ်။ကျွန်တော်တို့ Union News ကိုလည်းချိတ်ဆက်ပေးပို့နိုင်တာရှိတယ်လို့နေမြကန်တရင်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့လည်းတရင်ပြဖို့နိုင်ပါတယ်ဆိုတော့ကြောင်မဲမျိုးကြီးကိုအောင်းနိုင်သွားပြီဖြစ်တဲ့တမတော်စစ်ကြောင်းတွေကတီဘောကိုမကြခင်ဆက်ရောက်လာတော့မှဖြစ်တယ်တီဘောမျိုးကြီးလည်းမီးလောင်ပြကြတဲ့အခြေအနေမျိုးမရောက်ဖို့အတွက်ကတော့ဒေသခံရှမ်းလူမျိုးတွေရဲ့ဆောင်ရွက်မှုနဲ့ပဲတရက်အချိုးကျသွားမှာဖြစ်ပါတယ်ဒါကတော့တီဘောမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတမတော်ရဲ့ဒီနေ့ဆောင်ရွက်ခဲ့တဲ့အခြေအနေပလောင်လက်နက်ကိုင်တပုံ DNL ရဲ့ခန်းစစ်ပြင်ဆင်ထားနိုင်တဲ့အခြေအနေဒေသခံရှမ်းလူမျိုးတွေရဲ့ပူးပေါင်းဆောင်ရွက်တရင်ပြမှုတွေနဲ့အကြမ်းဖက်သမားတွေကိုတိုက်ထုတ်သွားဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေနဲ့ လောင်လက်နက်ကင်တပုံအကျန်းဖက်သမားတွေရဲ့ကျိုးစီးပွားကိုကာကွယ်ဖို့ကိုကိုကိုအတုံးချကန်အသေးခံပြီးတော့တိုက်ပွဲဝင်မှုမလိုအပ်ဘူးဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။